ရခိုင်ပြည်ရေးဆရာရကန်ဥပဒါရေးသားထားတဲ့ရခိုင်ရိုးရာဗုဒ္ဓပုစနိယရိမ့်သချင်းကိုအစိုးရထမ်းချမ်းကအိမ်မက်ဒေးစီးဒီမှာတည်ရင်မြင်မိုးအောင်လို့မှာရင်းဖော်ပြခဲ့တာကြောင့်စစ်တွေမျိုးမှာရကန်ဥပဒါရဲ့မိသားစုဝင်တွေကိုတည်ရင်ဆရာမြင်မိုးအောင်ကလာရောက်တောင်းပန်ခဲ့တာဖြစ်ပါတယ်စီလဆောင်ခဲ့တဲ့အခါမှာကျွန်တော်ဖြစ်တဲ့အခါကျတော့တခြားလူတွေမှားရင်လည်းဒါကျွန်တော်ရဲ့အမှားတွေဆက်တယ်လို့ပဲပြောရမှာပေါ့နော် ဲ့ခါကျတော့ကျွန်တော်ကအဲ့ဒီမှာနင့်နာလာတဲ့အတွက်ဒီကိုလည်းကျွန်တော်ကတာဝန်ယူချင်ပါတယ်ကျွန်တော်ကအဲ့ဒါလေးတွေကိုလည်းဒီတေးစရာအစစ်မှန်ကိုကျွန်တော်ကတာဝန်ပြုပြတော့ချင်ပါတယ်ဗုဒ္ဓပူဇနီးရတခြင်းဟာရခိုင်တိုင်းသားတွေရဲ့ဂန္ဓဝင်မြောက်လက်ရာတစ်ခုဖြစ်တာကြောင့်အများသိစေခြင်းနဲ့ရွေချက်နဲ့ပြည်ရင်မြို့အောင်ကလွန်ခဲ့တဲ့2008ခုနှစ်လောက်ကပင်အဲ့ဒီတခြင်းကိုဗမာလိုပြန်လဲတည်ဆိုးနိုင်အောင်စီစဉ်ခဲ့တာလို့ဆိုပါတယ် ကျွန်တော်ပြောရမှာတော့ကကျွန်တော်တို့မိသားစုနဲ့ပဲသားပြီးပြီးဒီခါကီတာစီရုံးနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့မိသားစုနဲ့ပတ်သက်ပြီးရခိုင်ကီတာအစည်းအုံစစ်တွေကိုလွှဲအပ်ထားတာကြောင့်အခုလိုဆရာမြင်မိုးအောင်နေနဲ့လာရောက်ဆွေးနွေးရမှာနှစ်ဦးနှစ်ဖက်ပြေးပြေးလေးနဲ့အဆင်ပြေသွားတဲ့အတွက်ကျွန်တော်တို့မိသားစုကိုယ်စားလှယ်တွေအနေနဲ့ဖြစ်ဖြစ်ရခိုင်တမျိုးသားလုံးအနေနဲ့ဖြစ်ဖြစ်ချစ်ချင်နဲ့ဖြစ်မိပါတယ်လို့ပြောသွားတာပါ ဲ့ဒီတချင်းကိုတေးရဲ့အမိမှာဝင်ထုတ်လွှင့်ခဲ့တဲ့မြမအတန်နဲ့ MRTV ဖိုးတို့ကိုအကြောင်းကြားပေးသွားမှာဖြစ်တယ်လို့မူရင်းတေးရဲ့ဆရာရဲ့မိသားစုဝင်တွေကိုတောင်းမန်တဲ့စာကိုလည်းမြမအလင်းနဲ့ချေးမုံသတင်းစာတွေမှာတရားဝင်ကြေညာပေးသွားဖို့တေးရဲ့ဆရာမြမိုးအောင်နဲ့မူရင်းတေးရဲ့ဆရာရဲ့မိသားစုဝင်တွေအကြားသဘောတူညီခဲ့ကြပါတယ်။ဒါအပြင်မူရင်းတေးရဲ့ဆရာကိုသိရှိပြီးဖြစ်တဲ့အတွက်မူပန်ခွင့်နဲ့ပတ်သက်တဲ့အကျိုးခံစား권တွေအားလုံးကို ရကန်းဥပဒေရဲ့မိသားစုဝင်တွေကိုပိတ်အပ်သွားဖို့ကိုလည်းသဘောတူညီခဲ့ကြပါတယ်။နောက်ပိုင်းဒီပေါ်လေပြန်ဆိုမယ်ဆိုရင်တောင်မှအဲ့ဒီစာသားတွေကိုတော့ပြန်ပြီးတော့နည်းနည်းပြင်ပစ်စီဘာလို့လဲဒါအတိတ်ပဲကိုမဲ့သွားတာဗုဒ္ဓမြတ်စွာဘုရားကိုမြန်ဓနုတိပူဇော်ပူဇေးပြီးပူဇော်ပါရေးဆိုတော့အဲ့ဒါကိုဗုဒ္ဓမြတ်စွာဘုရားကိုဘယံဆိုတော့ဘေးဖြစ်တဲ့သူလိုဖြစ်သွားအဲ့ဒီဟာကြီးနည်းနည်းပြန်ပြီးတော့ပြုပြင်ပေးစီရှင်ပါတယ် ဒီကနေ့တေးဆရာမြေမိုးအောင်ရဲ့ရကန်းဥပဒါမိသားစုဝင်တွေတွေ့ဆုံပွဲကိုစစ်တွေမျိုးမှာရှိတဲ့ဂီတအမှုပညာရှင်တွေစာနယ်ဇင်းသမားတွေနဲ့ရမီရဖတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။